ရိုးရိုးလေးသာအာထုတ်ပါငြင်းညံ့ဘူးတရားအာထုတ်နေကြတဲ့သူတိုင်းတရားအာထုတ်တဲ့နေရာမှာအစဉ်ပြေကျင်ကြတာကြီးပါပဲဒါဟာအဖြစ်ဆိုစရာမဟုတ်ပါဘူးအလုံးလုံးနေမိမှတော့လူအားကရကျင်ကြတာနီးလန်းကြပါတယ်တဘာဝလည်းကြပါတယ်ဒါပေမဲ့စမ်းစစ်ကြည့်ဖို့ရာဘာလို့ဘလို့အစဉ်ပြေနေကျင်တာလဲဆိုတာကိုပါနိဗ္ဗာန်ကိုအမှန်တကယ် မျက်မှောက်ပြုရရာကိုကိုကအစဉ်ပြေလို့တတ်မှတ်ထားတာလားဓမ္မမဟုတ်နိဗ္ဗာန်မရောက်မီလံခုလကဝိပဿနာဉာဏ်တစ်ခုခုမှာတဲ့ဝင်နေခြင်းကိုအစဉ်ပြေရလို့တတ်မှတ်ထားတာလားဒုတိမဟုတ်ဘာမှဉာဏ်မှန်မသိတဲ့အာယုံတစ်ခုပေါ်မှာနိမြုပ်ပြီးငြိမ်သက်နေတာကိုပဲအစဉ်ပြေရလို့တတ်မှတ်ထားတာလားဆိုတာကိုကုကုယူသသား မေ့ကြည့်ဖို့ပါပဲဝိပဿနာတရားဆိုတာတကယ်ကိုရိုးရိုးလေးပါဝိပဿနာတရားအထုရင်ကဖြစ်ပေါ်လာတဲ့ဝိပဿနာဉာဏ်ကြီးဆိုတာလေတကယ်ကိုရိုးရိုးလေးတွေကြည့်ပါပဲဝိပဿနာရှုနည်းဆိုတာကလည်းတကယ်ကိုရိုးစင်းလှပါတယ်ကျေးဇူးတော်ရှင်မာဇီဆရာတော်ဘုရားကြီးရဲ့ဝိပဿနာရှုနည်းအလုပ်ပေးတရားကိုနားကြည့်ရင်ဖြင့် တကယ်ကိုအလွယ်ဆုံးအယိုးဆုံးအရှင်းဆုံးဇာတ်လုံးနေနဲ့ပဲဟောကြားထားတာကိုတွေ့ရပါလိမ့်မယ်မိမိရဲ့ဝမ်းပိုက်ကိုစိတ်နဲ့စူးစိုက်ကြည့်နေပါ ဖောင်းကြွလာတာပိန်ကျသွားတာကိုတွေ့ရမယ်ဖောင်းနာပိန်နာကိုထင်ရှားမတွေ့ရင်ဘိုက်မှာလက်ကိုကတ်ထားကြည့်ပါ တောင်းအောင်လောက်ကြလို့ဖောင်းနိုင်ပိန်နိုင် ထင်ရှားပေါ်လာရင်ဝင်သက်ရှုကြိုက်မှာဝမ်းပိုက်ဖောင်းကြွရွေလျားတာကိုဖောင်းတယ်လို့မှတ်ထွက်သက်ရှိုက်ကြိုက်မှာဝမ်းပိုက်ပိန်ကျသွားတာကိုပိန်တယ်လို့မှတ်ပါ ဖောင်းကြိုက်၌ဝမ်းပိုက်ဖောင်းတက်လာတာကိုထင်ရှားသိရမယ်ပိန်ကြိုက်မှာဝမ်းပိုက်ပိန်ကျသွားတာကိုထင်ရှားသိရမယ် ဖောင်းနိုင်ပိန်နိုင်ဖြစ်ပေါ်စေအခိုက်တန့်ကြအောင်ဖောင်းနေပိန်နေဖောင်းနေပိန်နေလို့မပြတ်မှတ်ပါစိတ်နဲ့ပဲမှတ်ရပါမယ်နှုတ်ကရုပ်ဆိုဖို့မလိုပါဖောင်းမှုပိန်မှုထင်ရှားအောင်ဆိုပြီးပြင်းပြင်းရှူရှိုက်တာလည်းမလုပ်ပါနဲ့အသက်ရှူရှိုက်မှုကိုနှေးအောင်မြအောင်လည်းမလုပ်ပါနဲ့ပဂရိရှူနေကြတိုင်းပဲ မှန်မှန်သာရှုပါလှုပ်ပြီးရှုမှတ်နေရင်မကြခင်မှာပဲမောပန်းပြီးမမှတ်နိုင်ပဲရှိလိမ့်မယ်ဖုံးနဲ့ပိန်နေလို့မှတ်နေတော့မှစိတ်ကူးကြံစီမှုတွေးတောမှုတွေဖြစ်လာရင်စိတ်ကူးတယ်ကြံတယ်တွေးတယ်လို့မှတ်ပါ ခန္ဓာကိုယ်တဏှာမှာညောင်းမှုလွန်ကဲထင်ရှားလာရင်ညောင်းမှုကိုစူးစမ်းပြီးတော့ ညောင်းတယ်ညောင်းတယ်လို့မှတ်ပါမခံတာလို့ပြင်ရင်ပြီဆိုရင်တော့ပြင်ရင်တယ်လို့မှတ်ပြီးပြင်ပါပြင်တဲ့အခါမှာလဲခြေလက်တွေကြွတာရွေ့တာကိုလဲကြွတယ်ရွေ့တယ်ကွေးတယ်စက်နေနဲ့မှတ်သွားရမှာပါပဲပြင်မှတ်နေကြဖြစ်တဲ့ဝမ်းပိုက်နေရစိတ်ကိုစူးစမ်းပြီးဖောင်းနေပိန်နေကိုပြန်ပြီးမှတ်ပါ ကဲဘလောက်ယူဆင်းလိုက်ပါသလဲဒီထက်ယူဆင်းတဲ့ရှုမှတ်နည်းမျိုးလဲရှိမယ်မထင်ပါဖောင်းနာပိန်နာကို ရှုမှတ်တဲ့အခိုက်မှာစာလူပြောရရင်ကာယ ानु ပတ္တနာဖြစ်နေတော့တာပါပဲစိတ်ကူးတယ်ကြံစီတယ်တွေးတယ်လို့မှတ်တဲ့အခိုက်မှာစိတ်ကိုပြန်မှတ်နေတဲ့အတွက်စိတ်တ ानु ပတ္တနာဖြစ်နေတော့တာပါပဲခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ညောင်းမှုညာမှု ခံစားမှုကိုစူးစိုက်ပြီးမှတ်တဲ့အချိန်မှာဝေဒနာနုပဒနာဖြစ်နေတာပါပဲတတိပဋ္ဌာန်တရား၄ပါးရဲ့ဘောင်ထဲမှာပဲစိတ်ဟာရှင်သန်လှုပ်ရှားနေရတော့မောဟဝင်ခွင့်မရတော့ဘူးပေါ့အဝိဇ္ဇာအတွက်နေရာမရှိနိုင်တော့ဘူးပေါ့အဓိကကမောဟဆိုတဲ့အဝိဇ္ဇာရဲ့တတ္တိတွေကိုယ်တန်တံမှာအာရုံချိနေသွားဖို့ပါပဲဒီအတွက်ရှုမှတ်ခံစားမှာတော့ ဝမ်ဖိုက်ကြီးကိုမြင်နေတာဟာပုံသဏ္ဍာန်ပြညတ်တွေကိုသိနေရမြောက်ဘူးလားဒါဟာတရားမှဟုတ်ရဲ့လားဘာညာနဲ့ယုံမှားတန်တရားတွေပွားမနေပါနဲ့ပဒိမတက်ခင်ရွှေမခိုးခြင်းမနဲ့အောင်အာထုခါကြဆိုတော့ပြညတ်ကိုဖျောက်ပြီးရှုမှတ်ဖို့မဖြစ်နိုင်သေးပါဘူးကိုကမှညံမရင်သေးတာပြညတ်ပါထင်ရှားသေးပြီးရှုမှတ်နေပါပဲသမာဓိတရိညာဉ်တွေ ရင့်တန်လာမှာပါတသက်လုံးတသံတရာလုံးမောဟအဝိဇ္ဇာတဏှာလောဘတွေနဲ့တွဲနေတဲ့စိတ်မှာအဝိဇ္ဇာတဏှာရဲ့တတ္တိတွေကိန်းနေတာမနှဲလှပါလားလို့ကိုကူကူနားလေထားဖို့လိုပါတယ်ကိုမမွေးခင်တွေကပေါ်ခဲ့တဲ့ဆရာသမားတွေရဲ့စကားပါရမီဉာဏ်ရင့်တန်ပြီး ကိုယ်တိုင်အားထုတ်ခဲ့ပြီးမှဟောခဲ့တဲ့ဆရာသမားတွေရဲ့စကားဒုက္ခနဲ့သူ အပြောခံအဆူခံအဝေးပန်းခံအမျိုးမျိုးခံခဲ့ရပြီးမှ ကျဉ်ညံခံရတ္တိခဲ့ပြီးလက်တွေ့လူရဲနဲ့တက်တည်ပြသွားခဲ့တဲ့ဆရာသမားတွေရဲ့စကားကိုလေးလေးဆဆနဲ့ယုံကြည်လိုက်နာဖို့လိုတာပါပဲစိတ်ရဲ့တဘာဝကိုအစမ်းကြိုက်တယ်တရားရဲ့တဘာဝကယိုးစင်းတယ်ဒီလိုစန့်ကျင်မဲ့အကြောင်းအရာတစ်ခုဟာတရားရှာတရားအထုတဲ့နေပင်မှာထိတ်တိုက်တွေ့ကြမှာပါပဲဒီတော့ကတရားကိုတော့ဖြစ်ဖြစ်မြောက်မြောက်အမထုရသေးဘူး စိတ်ကဖြင့်ပေးထားတဲ့အာယုံတစ်ခုပေါ်မှာတော့မှ ခက်ကြကြမနေနိုင်သေးဘူးအလေးကျင့်ပေါ်မှာတော့မှအထိုင်မကျနိုင်သေးဘူးကုဘမန်ကလူအပ်ချက်တွေတပုံကြီးအာယုံနဲ့စိတ်နဲ့တားဇတာမဖြစ်အောင်ကိုအတော်လို့ရအောင်မှာအကျင့်ဆွဲဖို့တော့အတော်အားထုတ်ရအောင်မှာဒီလိုချိန်မှာဟိုဝေပန်ဒီပုတ်ခတ်နေဆိုရင်ကုတန်နာမှာဘယ်လိုလုပ်ပြီး ဝိပဿနာဉာဏ်ဖြစ်လာပါအောင်တော့မလဲ။ဇာဘူးနာဝတွေနဲ့ပထမစကားပထမအတိမြင်တွေကိုစိတ်တဏ္ဏနဲ့အကျဉ်းသွတ်သွင်းနေအဟုတ်မြင်မဟုတ်ပဲလုံမြင်ကြီးနဲ့ခြားခြားလဲနေဦးမှာပါ။ဒီတော့စကားတွေကရင်တကူဆိုသလိုတရားနဲ့အစဉ်ပြေခြင်းနဲ့လဲဆိုသေးရဲ့တရားနဲ့အစဉ်မပြေစရာတွေကြီးပဲရွေးလုံနေမိမှာတော့ဘယ်လိုလုပ်ပြီးအစဉ်ပြေနိုင်အောင်တော့မှာလဲ။ ဒီလိုသဘောထားတွေမမှန်ခဲ့တဲ့အတွက်အထုတ်ရင်းနဲ့အချိန်တွေကြာနှစ်တွေကြာခါရီနာ ပေါင်ရိကိုင်းနဲ့ဖြစ်ပါများတော့တော်ပါပြီကွာဒီတရားအလကားပါပဲဆိုပြီးသူ့ဘာသာသူရိုးရိုးသားသားနေနေရှာတဲ့တရားပေါ်တနည်းအားဖြင့်ဖះရှင်ကိုရိုတိုင်းဥတိုက်ဂါရဝထားဆရာသမားဖြင့်တတ်မှတ်ခဲ့လေတဲ့ဓမ္မကိုအပြစ်တင်ကြပြန်ပါတယ်ဓမ္မပေါ်မှာကိုယ်ွယ်အားထားရဖြင့် ယုံကြည်စိတ်ကပ်ပါ၏ဆိုတာတမ်းမှန်လူတွေမပြောနဲ့ဖះရှင်တော်မှ အလေးမြတ်ထားခဲ့တာကိုယ့်ရဲ့လူချင်းမှုစွမ်းရည်တွေကိုတရားရှာတရားအောက်ထုတ်တဲ့ဘက်ကိုတည်လာခဲ့ပြီးမှထင်နိုင်ဖြစ်မလာတဲ့အခါဓမ္မတရဏံကိစ္ဆာမိတွေပျောက်ဆုံးသွားကြတဲ့တရားရှာသူတွေကလည်းအများသားလားဒါကြောင့်ပြောခဲ့တာပေါ့တရားနဲ့ဘယ်လိုအဆင်ပြေနေတာလဲဆိုတာ ကိုကိုကိုရိုးလေးမေးကြည့်ပါဦးလို့အစင်လာကြီးမားခဲ့တဲ့ရှေးဆရာတော်ကြီးတွေရဲ့စကားနဲ့တရားတွေကိုတလီတစားတမ်းမှုထားပြီးရုံယုံကြည်ကြည်အထုတ်သွားမယ်ဆိုရင်တရားမရမရှိပါဘူးကျင်းတွေကိုရပါလိမ့်မယ်ကိုဘက်ကဝေဖန်ဆန်းစစ်စဉ်းစားတွေးတောနေရတွေကိုလျှော့ပြီးချွတ်မှတ်အားကိုသာ တွင်တွင်အားဖြစ်ပေးနေပါတရားရည်တာရောက်မှပဲ အပြတ်အားထုတ်တော်မယ်လို့အိမ်မာမှုလို့အမထုတ်သေးဘူးဆိုတာနဲ့နေရာရွေးမနေပါနဲ့ဒီချိန်ဟာငါတရားအားထုတ်ချိန်မဟုတ်ဘူးဘယ်ချိန်ရောက်မှတည်တည်ချာချာအားထုတ်လိုက်မယ်ဟဲ့လို့လဲအချိန်ရွေးမနေပါနဲ့ဦးဒီဣရိယာပုတ်နဲ့ကငါတရားအားထုတ်လို့မရသေးဘူးထိုင်မှ ထမှလျောင်းမှ ရမ်းမှဆိုပြီးတော့လဲအရိယာပုတ်ရွေးမနေပါနဲ့အချိန်ကြီး နေရာမရွေးအရိယာပုမီအထုတ်တတ်အောင်လေ့ကျင့်လုပ်ထိုင်ရင်ဉာဏ်မြန်မြန်ရင့်တန်ပါれဉာဏ်ရင့်လာတာနဲ့အမျှပရမတ်ကိုမြင်မြင်မရှိမတိမရှိမြင်တိလာပါလိမ့်မယ်ပြီးရင်ရင့်လာတဲ့ဉာဏ်ကပဲတရားဟာဘာလဲဆိုတာပြောပြပါလိမ့်မယ်အဲ့ဒီခါကုခန္ဓာကဟောတဲ့တရားကိုကိုပြန်နာရပါလိမ့်မယ်ဒီတော့မှပဲ တစ္ဆာဆိုတာဘာလဲဆိုတာနားလည်လာပါလိမ့်မယ်တစ္ဆာဆိုတဲ့အမှန်တရားကိုခန္ဓာမှာသိရင်တစ္ဆာနဲ့တွဲနေတဲ့ဒုက္ခတို့တမှုတရားတို့និရောဓတို့မေဃတို့ကိုအကုန်သဘောပေါက်သွားတော့တာပါပဲတတိပဌံတရား၄ပါးစလုံးတထပ်တည်းကြသွားတဲ့အခါတစ္ဆာ၄ပါးစလုံးလည်းတထပ်တည်းစုံသွားပါလိမ့်မယ်အဲ့ဒီခါကျရင် ဒုက္ခនិရောဓဆိုတဲ့ဒုက္ခချုပ်ငင်းခြင်းအတိပ္ပေဟာခန္ဓာတိဖြစ်ဉာဏ်မှာကိန်းဝတ်သွားပါလိမ့်မယ်ဒီတော့မှတရားအထုခါစားတုန်းကခီးဆုံးပန်းတိုင်မဟုတ်တဲ့လမ်းကုလတ်မှတ်တိုင်တွေလောက်နေပဲရရပြစ်ခဲ့တတ်တဲ့ကိုယ့်အပြစ်ကိုကိုယ်ပြန်မြင်လာပါလိမ့်မယ်တရားကိုဘယ်လိုပုံစံလေးနဲ့ဘလို့အစဉ်ပြေနေခြင်းနဲ့ဆိုတဲ့တခါကကိုယ့်ရဲ့တငင်နာမစင်းတဲ့အသိမြင်တွေးခေါ်တွေပေါ်မှာ ရေချင်းချင်းပြုံးဆဆနဲ့ဖြစ်နေမိပါလိမ့်မယ်။ငါဟာဘာကြောင့်ရိုးစင်းအေးမြလာတဲ့တရားရှိရာကိုမလန်းဖြစ်ခဲ့ပါသလဲ။အချားမဟုတ်ပေဘူး။စမ်းပြပူလောင်လှတဲ့အာယုန်တွေကိုငတ်မွတ်တတ်တဲ့စိတ်ကိုအလိုလိုက်မိခဲ့လို့ပေါ့ဆိုတာကိုလည်းနားလည်လာပါလိမ့်မယ်။ဒါကြောင့်မို့ဝိပဿနာတရားအထုတဲ့အခါအယိုးဆုံးတရားကိုမျက်မှောက်ပြုဖို့ရာ အယိုးဆုံးရှုမှတ်မှုတွေနဲ့မှပဲစိတ်နှလုံးငြိမ်းချမ်းပြီးအစဉ်ပြေနိုင်လိမ့်မယ်ဆိုတာကြိုတင်သဘောပေါက်ထားစေချင်ပါတယ်